နိုင်ငံတည်ငြိမ်မှုပြည်သူတွေအေးအေးချမ်းချမ်းအိပ်စက်နိုင်ဖို့နဲ့အကြမ်းဖက်လုပ်ရက်တွေပွားပြဖို့အတွက်တပ်မတော်သားတွေက နိုင်ငံတော်ဝန်တရားတော်စစ်ကိုစွန့်လွှဲနေကြပါတယ်။တောင်ခမ်းနေတာဆိုရင်တော့ရှေးရခင်ကလေးကဘာသာတရားကိုင်းဆိုင်နဲ့ယဉ်ကျေးမှုအမွေအနှစ်တွေများစွာရှိတဲ့ဒေသဖြစ်ပါတယ်။ တောင်ကျန်းသူပလောင်လူမျိုး DNL ရေချောင်းအေဂျင့်နဲ့တောင်ခန်းဒေသဟာစီမီတောက်လောင်ခဲ့ရပါတယ်။တောင်ခန်းဒေသပြန်တဲ့အေဂျင့်မှုအတွက်တက်မော်သားတွေကတောင်ကျန်းသူတွေကိုရွရွချင်ချင်တိုက်ခိုက်ချေမှုန်းခဲ့ကြပါတယ်။အခုကာလမှာတော့တောင်ခန်းဒေသကပြန်လဲအေဂျင့်ခဲ့ပြီးဖြစ်တာကြောင့်နေရှိလာများစွာ ရှင်နန်းစစ်စင်ရေးတောင်းဝန်ထမ်းဆောင်ခဲ့ကြတယ်။ဒီတိုက်ခိုက်ရေးတရင်တွေဟာလည်းနောက်တန်းဌာနချုပ်ကိုပြန်နံဝင်ရောက်လာပြီးပဲဖြစ်ပါတယ်။တက်မော်သားတွေဟာ သူတို့ရဲ့အသက်ခံတာတွေကိုဗဒနာမထားဘဲနဲ့တိုင်းပြည်အတွက်ချစ်ခင်ရသူမိသားစုတွေသားသမီးတွေနဲ့ဆွေမျိုးသားချင်းတွေနဲ့နေရှိလာများစွာခွဲခွာပြီးတော့နိုင်ငံတော်ကာဝေးတာဝန်တွေကိုထမ်းဆောင်နေကြတဲ့ယောက်ျားများစွာတွေကတမောသာအာဇာနည်သူရဲကောင်းတွေပဲဖြစ်ပါတယ်။တိုက်ပွဲတရာအောင်မှဆင်ပြီးအသက်မသေးပဲနေရာဌာနကိုပြန်လည်ရောက်ရှိလာတဲ့သူရဲကောင်းအာဇာနည်တွေကိုသူတို့ရဲ့မိသားစုအနေနဲ့မကဘဲနဲ့ဌာနဆိုင်ရာအဖွဲ့အစည်းတွေ၊ရဟန်းသံဃာတွေ ယူမျိုးလိုအရသာပြည်သူတွေကြိုးဆိုနေတဲ့မြင်ကွင်းနေအင်းသူတထားကသူ့ရဲ့ချစ်ခင်မုန်းကို အောင်းတပြေကမ်းပြီးပွေဖက်လိုက်ချိန်မှာ စိတ်သက်ခိုင်မာတဲ့စတားကြီးတွေမျက်ရည်ကျတဲ့မြင်ကွင်းနေသာသမီတွေရဲ့အာကိုပြူရာမဟာတတိုင်းကြီးဖြစ်တဲ့ရှင်နန်းပြန်စတားဖေဖေကြီးကို မျက်ရည်တွေနဲ့ဝမ်းမတတာကြိုးဆိုကြတဲ့မြင်ကွင်းတွေကိုတွေ့မြင်ရပါတယ်။ဒါကြောင့်ပြူမီတို့ကပြည်သူလူထုတစ်ရက်လုံးကထောက်ခံအားပေးကြိုးဆိုကြတဲ့မြင်ကွင်းတွေကို အခုလိုပဲတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင် ောင်ဟန်စစ်စင်အောင်မြင်ရတဲ့အကြောင်းရင်းကရန်သူကိုအောင်မြင်စွာချေမွမ်းနိုင်ရမယ်ဆိုတဲ့ရည်ရွယ်ချက်ခိုင်မာတာရယ်နောက်ပြီးအရာရှိစစ်သည်တွေရဲ့စိတ်ဓာတ်ကောင်းတာတွေရယ်ပြီးခြေလင်းအမြောက် drone operation team နေနဲ့ပြီးလေကြောင်းပစ်ကူကမန်ဒါတွေရဲ့ညှိနှိုင်းဆောင်ရွက်မှုကောင်းမွန်တာတွေရယ်နောက်ပြီးတော့တပ်မတော်အကြီးအကဲတွေရဲ့စီစဉ်ဆောင်ရွက်ပေးမှုတွေနဲ့ဘေးခါခဲရနေတာမကဘဲနဲ့အမီပြောက်ရိခါပြင်ဒံပေါခောက်ဆွဲကြောစေလိတ်စတာတွေရတဲ့အထီးပေါ့နော်အောက်ချုံမှုတွေ ထောက်ပံ့မှုတွေကောင်းမွန်တာတွေပြုရှင်တမတော်ကိုချစ်ခင်တဲ့အကြံဖတ်မှုကိုမလိုလားတဲ့ပြည်သူတရက်လုံးကအားပေးထောက်ခံမှုတွေကြောင့်ဖြစ်တယ်လို့ပြုံမျိုးသိရှိခဲ့ရပါတယ်ပြုံမျိုးအဖွဲ့ကလည်းတောင်ခံစစ်စင်မှသည်တမတော်ရဲ့တံမြန်ထိုးစစ်အောင်ဝဲစီတို့လို့ဆန္ဒပြုရင်းရှင်းန်းပြန်အောင်ဝဲရသူရဲကောင်းတွေကိုဒီဗီဒီယိုမှာတစ်ဆင့်ခွန်ယူလေးစားစွာအင်စတာလိုက်ရပါရဲ့ရှင်